ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များဦးဇင်းတို့မိထီလာမှာ ဖြစ်သွားတဲ့မလိုင်ရပုံမှုနဲ့ဟောမလိုင်ပုံမှုနဲ့ဒီမိထီလာကပဋ္ဌာကောင်းဆောင်ဇုံထွင်းတို့ရဲ့အကြောင်းလေးကိုဒါဦးဇင်းပြောပြခြင်းလို့ပါကြာနော်ဘာလို့ပြောပြခြင်းတာလဲဆိုလို့ရှိရင်ဒါဒီတည်းကတော်တော်များများလဲ live မှာမှာက เนาะဒူးဘူမူကြီးဝေဖြိုးအောင်ပေါ့เนาะဝေဖြိုးအောင်နဲ့မလိုင်ကဟွာပေါ့เนาะဇောက်ထွင်းတို့ရဲ့ဖြစ်စဉ်ကဘယ်တော့မှဖြစ်တာလဲဆိုလို့ရှိရင်29ရက်3လပိုင်း2000နဲ့မှ25ကနေဖြစ်တာเนาะ29ရက်အဲ့နဲ့ဖြစ်တယ်ပေါ့ဗျာအဲ့နဲ့ဖြစ်တော့ဖြစ်ဖြစ်ချင်းနောက်နေ့မှာဥစဉ်တူဒီသူတို့ရဲ့ဒါကတော့သူထွင်းတို့ရဲ့ဒါဆရာတော်ကတော့တောင်တာလေးဆရာတော်တောင်တာလေးဆရာတော်ဖြစ်တယ် ။ဦးစင်းရဲ့ဖုန်းနံပါတ်ကိုမယူမွန်ရနေတဆင်ပေးလိုက်ပုံကြမယူမွန်ရနေမှာတဆက်စစ်တယ်။ဆက်ဘက်ခံမှာအကျိုးအကြောင်းပြောပြတယ်ပေါ့အကျိုးအကြောင်းပြောတော့ဗီဒီယိုဖိုင်လေးဦးစင်းစီပို့လိုက်တယ်။နော်လူလူဆရာတော်စီလည်းပို့ရေးပို့မှာပေါ့နော်။အဲပို့လိုက်တဲ့အခါမှာဦးစင်းရနေမှာတော့ကိုလုံးတုံးတက်လိုက်တယ်။ဟုတ်ပြီဒါဘုံမှုမသွားကြီး။ဘုံမှုမသွားကြီးဖြစ်တဲ့ကြောင့်ဗမလိုင်းရဘုံမှုစီဦးစင်းချက်ချင်းဖုံးဆက်တယ်။နော်မလိုင်းဘုံမှုစီကိုဆက်တယ်။ဒါကြီးတော်တော်လုံးမိထီလာမှာဒလုံးလုံးဖြစ်သွားတယ်ဒီဖြစ်စင်မှာတော့ဒကာကြီး မူးလိုပဲဖြစ်ဖြစ်တခါရဲ့အကြောင်းအမှုမှုကြောင့်ဘလိုပဲဖြစ်ဖြစ်ဖြစ်စဉ်အလုံးကိုတုတ်တက်လိုက်မယ်ဆိုရင်တခါကြီးမှားတယ်တခါကြီးမှားတယ်အဲ့တခါကြီးမှားတဲ့အတွက်ကြောင့်တခါကြီးတောင်းပန်ရမယ်အချင်းချင်းနေမကောင်းဘူးနော်သူလည်းကောင်းပါလေအဲ့ဒီဘုံမူလည်းချက်ချင်းလည်းငင်းတောင်းပန်တယ်နော်တောင်းပန်တယ်တောင်းပန်တယ်တောင်းပန်တာတောင်းပန်နော်အဲ့ဒီပထမဆုံးဖုံးဆက်တယ်အဲ့ဘုံကတခါတော်ထုတ်စီဖုံးဆက်တယ်ဖုံးအကော20ဆိတ်လောက်ရှိမှထင်းတယ်နော်ဖုံးဆက်တယ် ဟုတ်စတော့မရဘူးပေါ့ဗျာမရတော့သူဒီကမိထီလာကတတ်နိုင်မှုတတ်နိုင်မှုဒုတတ်နိုင်မှုအစင်တော့ရှိမှထင်တယ်နော်အဲ့ဒီတက်သေးကဒကာကြီးကိုလည်းဥစ္စာဖုံးလန့်ဆက်ဒကာကြီးတလုံးတလုံးရှိတယ်နော်ရုံးမှာတောင်းမှန်မှုကတော့မလန်းပုံမှုကလာမယ်အဲ့ဒကာကြီးသူ့ကိုလည်းခေါ်ပေးလိုက်ပါအဲ့ဒကာစောယူထွေးနေနေဥစဉ်ဖုံးဆက်ထားတော့လုံးဝမကင်တော့ဘူးဥစဉ်ပြောချင်တာကဒကာကြီးရဲ့လို့အချင်းချင်းမဲ့သူကပဲဗျာမှားတယ် မားလို့ဝင်ခိုင်းတာကိုကရန်သူတွေမှမဟုတ်တာမိษွေတွေပဲအဲ့တော့မားလည်းသူကသူအမအို့တူတီးလို့တောင်းမှန်တာပဲခွင့်လွှတ်ပေးလိုက်ပါအာတပည့်တော်ကလုံးဝခွင့်မလွှတ်နိုင်ဘူးဗျာတဲ့ဒီတော့စာရည်လဲစီပြီးပြီတဲ့နောက်ဆုံးနောက်ဆုံးကတခါကြီးရဲလို့အတက်နေရနေတစ်ဆင့်တောင်းမှန်ခိုင်းပါတောင်းတွားပြီလဲတောင်းမှန်တယ်အဲ့တော့ခွင့်လွှတ်မဲ့ဘာညာတော့မဟုတ်အထက်ပဲစတင်မဲ့ပေါ့ရွာသူတင်တဲ့စာတွေကိုလဲဥစဉ်စီကိုပို့ထားတယ်သူဒီတိုင်းတင်မှာပေါ့နော်အဲ့နဲ့ဥစဉ်နဲ့လုံးဝဆက်တွယ်လို့မရတော့ဘူးတောင်းတာလေးနဲ့ပဲတိုင်မယ်မှာပေါ့တောင်းတာလေးနဲ့ပဲလုံမှာပေါ့ သူတို့ဆရာဒါဆိုရင်ခင်ဗျဘာဖြစ်လို့ကျုပ်စီကိုဖုံးဆက်နေရတော့လို့တောင်တာလေးရှိနေရဘာဖြစ်လို့ကျုပ်စီကိုဆက်တွယ်နေရတော့လို့ကျုပ်ကအချင်းချင်းနေမလိုအပ်တာတွေမဖြစ်အောင်ဒါကြီးကအပြည့်ပြတ်နိုင်သွားလို့ရှိရင်သူများပြောစရာဖြစ်မှာဆိုလို့လို့သူများတွေကအမျက်ထုတ်သွားမှာတစ်ဖက်ကနေအမျက်ထွက်သွားမှာလို့အဥစင်းနဲ့ဆက်တွယ်မှုမရတော့ဘူးပေါ့ဗျာနော်အခုဦးစောယူထွေးဖန်းခံရတော့ဒါပဲမယူမွေးဘုံရဲတဲ့ခုခုကြီးပေးလိုက်ပါဦးနဲ့လူတို့ အဥစဉ်အကုန်လုံးတုံးတက်လိုက်တယ်တုံးတက်လိုက်တယ်ယူစစ်စစ်မှုထားဥပဒေနဲ့ပတ်တဲ့ဥပပေါ်ပြနော်အကုန်တုံးတက်လိုက်တဲ့အခါမှာဘာဖြစ်လို့905နဲ့ဆွဲရတာတော့ဒါဥစဉ်တုံးတက်ပြီလေဘာဖြစ်လို့905နဲ့ဆွဲရအောင်ဆိုတော့အဲ့မှာဥစဉ်တို့စီဒီစာရောက်လာတဲ့အခါမှာအရှေ့ရရှင်းရှင်းလေးအကုန်လုံးတုံးတက်ပြီးတဲ့အခါမှာဥစဉ်က သူ့ရဲ့ကိုဇော်ထွန်းအမကလည်းဆက်တွယ်တယ်ဒကမာကြီးဒီတက်မတရားတေကနေဥပမာဆိုကြပါဆိုဗျာလို့တရားတေကနေခမရဗျာလို့ဒီရပြည်သူ့စစ်ဥပဒေနဲ့ပြဋ္ဌာန်းတဲ့ဘာညာစားတဲ့လက်စားတဲ့ဘာဆိုရင်တော့မှဗျာလို့ခမရအဲ့ဒီဘယ်ဘုံမူကစားတယ်ဘယ်ဘုံမူကဘလို့ဘလို့ပတ်ဆံယူလဲဆိုပြီးလောက်ရမှာလို့အခုကတက်ကြီးတစ်ခုလုံးပါလို့တက်ကမှန်း905နဲ့ဆွဲရလမ်းမတည်ဘူးလို့အဲ့လိုဘာလို့လဲဆိုတော့နာမည်မပါဘူးလေတက်ကြီးတစ်တက်လုံးကပြောလိုက်တာ哦အဲ့လို905နဲ့ဆွဲရဆိုရင်တော့ ဦးစင်းတို့လည်းတောင်းပန်ပေးပါမယ်လို့ဒီ905နဲ့မဆွဲဘူးပေါ့နော်ဒီဒကာကြီးတွေကိုလည်းသူတောင်းပန်ရင်တော့ချင်းချင်းနေပဲလို့ကြေးမှာပေါ့ဒါလည်းဦးစင်းကပြောပြလိုက်တယ်တောင်းတာလေးဆရာတော့ဦးစင်းဆက်တဲ့အခါမှာလည်းတော်တော်ကြီးအဲ့လိုဟာရှိတယ်တကယ်လို့ဘုံမူးဘ ᱹ ဒူကဘ ᱹ ဒူကလက်စားတယ်ဘုံမူးဘ ᱹ ဒူကစစ်မှုထားဥဒီမှာဘလောက်ဘလောက်ယူလဲဆိုရင်တော့တပည့်တော်ကဒီ905ဥပဒေနဲ့မညီဘူးဖေဟာလို့အဲ့လိုမဟုတ်ဖက်နဲ့နာမည်မပါဘဲနဲ့တက်ကိုရေးလိုက်တယ်ဆိုတော့ဒဒန်တပည့်တော်ညှိနိုင်တဲ့အနေထားရှိတာပေါ့လို့အဲ့တော့တပည့်တော်ဖေဟာလို့ ဘလို့လားအရှင်းရှင်းလေးဦးစင်းတော့ကကရင်ကရှင်သွားပြီးတောင်းပန်မယ်တောင်းပန်လို့မရရင်လုံးတင်လောက်တိုက်တာလုံးမယ်အချင်းချင်းနေရန်သူမဟုတ်ဘူးဟုတ်လားချင်းချင်းနေရန်သူမဟုတ်ဘူးဒါနဲ့အခုပြောရတဲ့ပတ်သက်ပြီးအားလုံးကပြည်သူစစ်အားလုံးဦးစင်းကိုမုံကြီးမုံလိုက်မယ်ဒါဦးစင်းအမှန်တရားအမှန်တရားကိုပြောတာတချို့တည်င်းဌာနတွေမှာတွေ့တယ်ဘာတွေ့ရလဲဆိုအဲ့မလိုင်ရဘုံမှုကလည်းမလိုင်မှနာမည်ကောင်းရှိလားဆိုမလိုင်မှနာမည်ကောင်းမရှိဘူးနော်အဲ့ဒီဘုံမှုကဦးစင်းလိုက်เสียရလဲအကြောင်းမရှိဘူး live live ဆရာလည်းအကြောင်းမေးသားဦးဆရာအမှန်တရားကိုပြောပြခြင်းဖြစ်တယ်။မလိုက်မှလည်းသူပြည်သူလူထုကြမှာနာမည်ကောင်းမရှိဘူး။နော်။ဒါမလိုက်ပြည်သူလူထုရဲ့ပြောစကားပေါ့ဗျာ။တချို့ကဒီမလိုက်ဘုံမှုနဲ့ဦးစင်းတို့ဗတ္တဆာကောင်းဆောင်နဲ့ရန်ဖြစ်တယ်။24နှစ်အရွယ်မှာဖမ်းခံရတယ်ဆိုတဲ့တင်ကမှားတယ်ဆိုတဲ့အကြောင်းဦးစင်းကပြောခြင်းတာ။မလိုက်ဘုံမှုနဲ့ဖြစ်လို့ဖမ်းခံရတယ်ဆိုတာနဲ့ဒီပုံမှန်မှာ905နဲ့မဆိုင်ဘူးဆိုတာဦးစင်းကပြောခြင်းတာနော်။ ဘာဖြစ်လို့မလိုင်းဘုံမှုနဲ့ဖြစ်တာက29ရက်3လပိုင်း2000မှ25ဖြစ်တယ်အခုကက73ရက်5လပိုင်း2025မှာဖြစ်တယ်အဲ့တော့ပြောချင်တာကလုံးဝလုံးဝမဆိုင်ဘူးဒါပေမဲ့မဆိုင်နိုင်ငံရေးဒီဖြစ်သွားတဲ့ဂျာမာကတော့ဟိုဘက်ရက်ွက်ကတော့ဒါဒီအမျက်ထွက်သွားတာပေါ့ဗျာဘောကဘုံမှုတွေကဘာညာအာနာရှင်းစမ်းနေအဲ့ဒီဘုံမှုဒီဟာနဲ့ပတ်သက်ပြီးတော့သူကတောင်းပန်တယ်ဒါတော့တိုင်တဲ့ခါမှာအေးမယူတာအေးယူတာတိုက်ရဲ့အလုပ်တိုင်းမှုတွေရဲ့အလုပ် စစ်တပ်ရဲ့အလုပ်ဒါနဲ့ဒီ905နဲ့ဒီဗိုလ်မှူးနဲ့မဆိုင်ဘူးဆိုတော့အလုံးပြောချင်တာဖြစ်တာက29ရက်3လပိုင်း2025မှာဖြစ်တာကိုစော်ဦးထွန်းတို့ဖြစ်တာက73ရက်5လပိုင်း2025မှာဖြစ်တာဘာပဲပြောပြော905နဲ့ဆွဲတဲ့ပုံမှန်ဒီဦးစင်းတို့အမြင်တုံ့တက်ရမယ်ဆိုရင်တော့အချင်းချင်းတွေပဲခေါ်ယူဆုံးမရင်ရတဲ့အနေထားကိုမှားတယ်လို့ပဲဦးစင်းတို့ကတော့တုံ့တက်ခြင်းနဲ့မှားတယ်လို့ပဲတုံ့တက်ခြင်းနဲ့ကိုစော်ဦးထွန်းအနေနဲ့ဘာတခုမှားရလဲဆိုရင် ဒီတတ်မှာပေါ့ဗျာဥပမာဆိုကြပါစို့တတ်နာမယ်ကိုမထဲတတ်နာမယ်ကိုဟိုမထဲတင်တာပေါ့ဗျာနော်တတ်နာမယ်ကိုဦးဇင်းတို့ကတတ်နာမယ်မထဲပဲနဲ့တကယ်လို့မဲ့အဲ့ဒီနေရာမှာဘုံမှုဘဒူဘဒူဘဲဝါဝါဆို ထဲလိုက်ရင်ပို့ပြီးမှ ကောင်းတယ်လို့ဦးဇင်းတို့ကတော့တုံးတတ်ချင်နေဗျာနော်ဒါဦးဇင်းတို့စီမှာကတော့စားရရတော့အကုန်ရှိပြီးသားပါ အဲ့တော့ဥစဉ်တို့တက်ရနာမယ်ကတော့တရမရှိလာတက်မှတရတည်လို့ပဲထင်တယ်ဗျစာတွေကတော့ဥစဉ်စီမှာတော့အများကြီးပို့ထားတာရှိတယ်နော်အဲ့အဲ့ဒါနဲ့ဥစဉ်တို့ကပတ်သက်ပြီးမှဒါကနိုင်ငံရေးမှာဒီတိုက်ဆိုင်မှုလားဘာလားတော့မတည်ဘောဗျာနော်အမျက်ထုတ်သွားတာကတော့ဟိုဘက်ရက်ကွက်ကလူတွေအမျက်ထွက်သွားတာတော့အမှန်ပဲဗျာနော်ဒါ line ပေါ်မှာဘယ်သူကစတင်နေဆိုရလဲဥစဉ်တို့ကတော့တိပါတယ်ဗျာနော်ဘာဖြစ်လို့လဲဆိုတော့ဥစဉ်တို့ကဒီကိစ္စကဒီကဆက်ပြီးမှမပေါင်းဘူးတပိတ်စခန်းမှာကလေးက ဥစဉ်တို့2000နံမှာဆက်ခွင်တပိတ်စခန်းမှာကြတဲ့ဘဒူကဘဲကိုတော့ဘဒူဘဒူကဘလို့ဘလို့အမျက်ထော်သွားတယ်ဆိုဥစဉ်တို့ကတွေ့ပြီးသားဥစဉ်တို့ကတွေ့ပြီးသားအဲ့တော့ဥစဉ်တို့ကဝေးဝေးရနေတယ်မပေါင်းဘူးတိတ်ပြီးမှမဆက်ဆံဘူးဒါပဲအော်တပိတ်စခန်းမှာအာဘောဟာဝဒန်းစင်တို့ဘဒူတို့ဘလို့လောက်ဝါရထောင်အထွက်လာတော့ဘလို့ဖြစ်တယ်ဘလို့တွေဘဒူဘလို့ရလာမှသာဥစဉ်တို့တွေ့ပြီးသားနော်အဲ့တော့ဥစဉ်တို့ကဝေးဝေးရပဲရှောင်းတယ်အဲ့တော့အချင်းချင်းနေအေးစေးစေးပြရမယ်ရာဟုတ်တစ်ဖက်ကအမျက်ထွက်သွားတာကတော့မကောင်းဘူးပေါ့ဗျာနော် တချို့ကပူပူနွေးနွေးကြီးဖမ်းမိတယ်ပူပူနွေးနွေးပြည်သူစစ်တွေနဲ့ပတ်သက်လာလို့ရှိရင်ဦးစင်းကပဲရှေ့ကမမရမမရက်တည်ပြီးမှအမုန်းခံခဲ့တာရှေ့ကနေမမမရက်တည်ပြီးမှရင်ဆိုင်ခဲ့တာဆိုတာလေမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူစစ်တွေရောမန္တလေးမှာရှိတဲ့ပြည်သူစစ်တွေရောအလုံးအတီးဆုံးပါဗျအလုံးတာပါပဲဗျ